ထိုင်းနိုင်ငံတပ်တရားမျိုးကဆောက်လုပ်ရေးလုပ်ငန်းခွင်တချို့မှာတရားမဝင်အလုပ်လုပ်နေတဲ့မြန်မာနဲ့တရုတ်နိုင်ငံသားနှစ်ဒါဇင်ကျော်ကိုဖမ်းဆီးခဲ့ကြောင်းဒေသခံရဲတပ်ဖွဲ့ကပြောပါရယ်ချွန်ဘူရီပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တဲကစိန်ခန့်အိမ်ကြီးတချို့ဆောက်လုပ်ရာနေရာတွေမှာတရားမဝင်အလုပ်လုပ်နေသူနိုင်ငံသား25ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ရဲတွေကဆိုပါရယ် နိုင်ငံသားတွေကိုစောင့်ကြည့်ဖို့အထူးသဖြင့်ပတ်တရားမှာငားရမ်းထားတဲ့အိမ်ချမ်းမြေတွေကိုတရားမဝင်ဟိုတယ်တွေဖြစ်ဖွင့်လှစ်နေတဲ့တရုတ်နိုင်ငံသားတွေရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့ပတ်တရားရဲတပ်ဖွဲ့အကြီးအကဲရဲဘော်မူကြီးရဲ့ညွှန်ကြားချက်အပြီးမှာ အခုလိုဖမ်းဆီးမှုတွေကိုလှုပ်ဆောင်ခဲ့တာပါတရုတ်နဲ့မြန်မာအလုတ်သမား40ဝန်းကျင်လောက်ရှိနေတဲ့ဆိုတော့ဆောက်လုပ်ရေးလုပ်ငန်းတွေရာတချို့အကြောင်းသတင်းပေးတိုင်ကြားမှုကိုလက်ခံရရှိပြီးတဲ့နောက် စုစုပေါင်းအိမ်20လောက်ဖြန့်ကျက်တိစောက်နေတဲ့နေရာလေးခုကိုရဲတွေကမတ်လ17ရက်နေ့မှာဝင်ရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်အဲ့ဒီအခါမှာတော့တရားမဝင်မြန်မာလူသမားတွေကိုကြီးကြပ်နေတဲ့နိုင်ငံခြားသားတချို့ကိုလည်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ရဲတွေကခိုင်မာတဲ့စာရွက်စာတမ်းအထောက်အထားမတင်ပြနိုင်တဲ့တရုတ်ကိုဦးနဲ့မြန်မာနိုင်ငံသား16ဦးတို့ကိုဖမ်းဆီးခဲ့ကြောင်းကြေညာပါတယ်။သူတို့အားလုံးဟာထိုင်းနိုင်ငံမှာယာယီနေထိုင်ခွင့်ကိုအသုံးပြုပြီးတရားဝင်ခွင့်ပြုချက်မရှိဘဲအလုပ်လုပ်ခဲ့တဲ့အတွက် ဆွဲချက်တင်ခံရမယ်လို့သိရပါတယ်။အချက်အလက်တွေအရချွန်ဘူရီဟာမြို့တော်ဘန်ကောက်ပြည်ရင်ထိုင်းနိုင်ငံမှာအင်ချမ်းမြေဈေးကွက်တိုးတက်မှုနှုန်းအမြင့်ဆုံးနေမြေတစ်ခုဖြစ်ပါတယ်။၂၀24ခုနှစ်အတွင်းချွန်ဘူရီအင်ချမ်းမြေဈေးကွက်လဲပတ်မှုတန်ဖိုးကဒေါ်လာ၄တသမ9ဘီလီယံလောက်အထိရောက်ရှိနေခဲ့ပါတယ်ရှင်။